မာတင်အိုရီဂက်ကိုနူးကြည့်မှန်ပြောင်းဖို့တင်ကြည့်ခြင်းမာတင်အိုရီဂက်ဒီနာမည်အားအာဆင်နယ်အသင်းရဲ့လက်ရှိခေါင်းဆောင်အသင်းကိုဒီအချိန်ကြီးထိရောက်အောင်တည်ထားပေးခဲ့တဲ့ကြိုးယူကစားသမားတွေရာတယောက်ဒီလိုဖြစ်လာမယ်လို့ဘယ်သူမှထင်မထားခဲ့ကြတဲ့ရီယဲမှာဝင်မဆန့်နိုင်ခဲ့တဲ့သူတယောက်လက်ရှိမှာတော့သူဟာအာဆင်နယ်အသင်းရဲ့တခစ်ဆန်းသင့်မှုမှာအသက်သွေးကြောတနေရာဖြစ်နေပါဝင်ပြသလာခဲ့ပြီးပါပြီဒီနိုဝီသားရဲ့ထိတ်တန်းပုံစံတွေကိုလည်းအာဆင်နယ်တို့ကတွေ့ရပြီးပါပြီအခုသူအသက်က26နှစ်ရှိပြီဖြစ်ပြီးတော့နောက်ပိုင်းကာလတွေမှာအာဆင်နယ်ပြည်သက်တွေညှိနှိုင်းခံရတဲ့ ကစားသမားတယောက်ဖြစ်လာနေတာလေသူပါဝင်ဒါတတော်ကိုထူးခြားပါရီသူနေရာမှာခုမှပွဲဥထွက်လာတာမကြသေးတဲ့လူငယ်လေးနော်နာရီကိုသုံးဖို့တွင်တွင်ပြောနေတဲ့သူတွေလည်းမြင်လာနေရပါတယ်ဒီကိစ္စကိုတည်တည်ချာချာလေးလေ့လာကြည့်ဖို့လိုလာခဲ့ပါပြီအိုဒီကကဘောလုံးကိုတက်တောင်းတက်တာကင်ထားပြီးတော့အခွေအီးဒီမှာတေးကြရေးပေးပို့မှုတွေနဲ့ဖန်တီးမှုတွေလုံနိုင်တယ်လို့အသင်းရဲ့တိုက်စစ်ကစားကွက်ကလေးဦးဆောင်ပုံဖော်ရတဲ့အထက်ကတယောက်ပါသူကရွှေလျားနိုင်တယ်လို့ ပြေးဝင်တိုင်းတည်ယူနိုင်ကန်သွင်းနိုင်ပါ रे ပြောရရင်ကွေးလင်းတိုက်စစ်နဲ့အတင်းရဲ့ကစားပွဲပုံဖော်ရေးသူတယောက်ဖြစ်နေတကယ့်ကိုထူးချွန်နေသူတယောက်ပါပဲဒိုင်းမင်းသူရဲ့ပြဿနာကတော့တခြားမဟုတ်ပါဘူးနောက်ပိုင်းအာဆင်နယ်ပြိတ္တတွေဝေဖန်ကြသလိုသူကအရန်ကိုတေချာဂျင်လုံးပြီးတော့စွန့်စားမှုတွေယူပြီးတော့ဘောလုံးဖန်နေမှုတွေမလုပ်ဘူးဆိုတာပါအဲ့ဒါကဘယ်မှာအခြေခံတယ်လဲဆိုရင်တော့မီခေးအာတီတာရဲ့ဘောလုံးတဒနာပါပဲမီခေးအာတီတာကစပိန်သားလည်းဖြစ်ဘက်ကွာရီယိုလာရဲ့ရင်ငွေးလုံတင်ယူခဲ့တဲ့သူလည်းဖြစ်တော့ ဘောလုံးဆုံးရှုံးမှုကိုသဘောမကျပါဘူးဘောလုံးကိုကင်ထားပြီးတော့တေချာတဲ့ခွင့်ရည်မရမချင်းမှာတဲ့ပြီးတော့ကစားနေတာကိုပဲသဘောချပါရီဒါမကောင်းဘူးလားဆိုတော့ကောင်းတာပါပဲဒါပေမဲ့တေချာတဲ့ခွင့်ရည်ဆိုတာကစောင့်နေလို့ရလာတာမျိုးမဟုတ်ပါဘူးဖန်ကြီးရတာပေါ့ဘောက်ထဲမှာအဲ့ဒီခွင့်ရည်ပေါ်လာအောင်လှုပ်ရှားမိသူလိုပါရီကိုယ်တိုင်ဂိုးသွင်းခွင့်မရရင်တော့ချန်နေသူတွေအတွက်နေရာလွတ်တွေပေါ်လာဖို့နောက်တန်းနေရဲ့အာယုံကိုဆွဲခေါ်သွားပြီးမြင်တိုက်စင်မှုမျိုးနဲ့အဲ့ဒီနေရာလွတ်တွေကိုတိုက်ခိုက်မဲ့သူလိုပါရီအဲ့လိုတိုက်စစ်အကွက်ဆင်မှုတွေရှိတော့မှသူကဖန်တီးမှုတွေလုံးလို့ရမှာပါ ပြောခဲ့တဲ့လိုပဲသူကအာဒီတာရဲ့ဒသနာအတိုင်းပဲဘလုံးကိုစွန့်စားပြီးတော့ပေးမှမဟုတ်တဲ့သူမျိုးပါမေးမြရတဲ့ချိန်မှာပိုင်ဆိုင်မှုအပြည့်ခံပြီးတော့ပေးမလား၊ကင်ထားပြီးတော့လက်ကစားမလားဆိုရင်ဒုတိယနီလန်းကိုပဲသူယူရမှာပါတေးကြတယ်လို့ထင်ရတယ်ခွေရေးမျိုးတွေကြားမှာပဲခင်းပေးမှာပေါ့။ဘာကြောင့်လဲဆိုတော့အာဆင်နယ်ရဲ့ကစားကွက်ထဲမှာကဘလုံးပိုင်ဆိုင်မှုမဆုံးရှုံးရေးကပါနေတာ우ဆိုတော့အူဒီကက်ကိုစွန့်စားမှုယူပြီးတော့ပေးခိုင်းမှုဆိုတာကမဖြစ်နိုင်ပါဘူး။သူတွဲရှိမှာပြောခဲ့တယ်လို့ပဲတိုင်းစစ်နေရာလို့ဖန်တီးပေးမယ်တိုင်းစစ်မှုတယောက်လိုပါရီ။ ဒါမျိုးလို့ပြီးနိုင်မယ့်တိုက်စစ်မှုဟာဂျေဆူးရှိနေရင်တော့တမျိုးဆိုပေမဲ့သူမကစားနိုင်ရင်အာဆင်နယ်မှာလုံနိုင်တာကတခြားများများဆဆမရှိပါဘူး။ဂျောဆက်ကဒီလိုနေရာမျိုးတွေမှာဆိုရင်အရင်အားကုလို့မရပါဘူး။ဂိုင်ဟာဘက်ကလည်းအရင်ကိုစိတ်ချတဲ့တိုက်စစ်မှုစစ်စစ်ဟုတ်မနေတာကိုအားလုံးမြင်ကြမှာပါ။ဆိုတော့ဘာကြောင့်သူဘောလုံးကိုကင်ထားဖို့ရေးဆုံးဖြတ်ရတယ်လဲဆိုရင်အဲ့ဒါပါပဲ။နောက်တစ်ချက်ကသူဒဏ်ရာပြန်လာပြီးတော့တော်တော်ကြာတဲ့အထိမူလသူပြန်မဖြစ်သေးပါဘူး။ပုံစံကြနေခဲ့ပါရင်အခုထိလည်းအရင်လိုပြန်မဖြစ်နေပါဘူး။ဒဏ်ရာကြောင့်တော့မဟုတ်တော့ပဲ။ မူလအရှိန်မူလဟန်ချက်ကိုပြန်မရောက်သေးတာပေါ့အဲ့ဒီပြင်သူနဲ့စာကာကအာဆနယ်ဖန်တီးမှုတောင်းကိုထိုင်ခံယူထားတဲ့လူတွေလိုဖြစ်နေပြီးတော့သူ့အတွက်လည်းစာကာမပါတဲ့ပွဲတွေဆိုရင်ပူပြီးတော့ရုန်းကန်ရပါတယ်ဒါလည်းနောက်ထပ်တစ်ကြောင်းပါပဲနော်သူအသင်းကြီးနေနေဆိုရင်ရုန်းကန်ရတတ်တာကတော့မထူးဆန်းပါဘူးဒါဟုတ်ပါလို့ထူးဆန်းနေလို့ထင်နေကြသလဲဆိုတော့တွေးလို့မရတာပါအသင်းကောင်းနေချင်းတွေ့ရခါမှာတစ်ဖက်ကစားဘက်ကိုဖျက်ဆီးဖို့စိတ်တိုင်းကြပြီးမကစားဘူးကြိုးစားလာကြမှာထုံးစံပါပဲအဲဒီခါမှာအာဆင်နယ်ရဲ့တိုက်စစ်ဖလိုကဘယ်သူစီယာစီးစင်းနေတယ်လဲ အိမ်ညာကိုပြင်မှတ်ထားပြီးတော့ပိတ်ဆို့မှာပါပဲ။စာကားကလေးတိုက်စစ်ပုံဖော်မှုကိုဥဆောင်နေသူဆိုပေမဲ့သူကတောင်ပန်ကပါ။ white area ကတိုက်စစ်ကိုပုံဖော်နေသူနဲ့စံထွေ area ကတိုက်စစ်ကိုပုံဖော်နေသူဆိုရင်ဘသူ့ကိုပို့ပြီးတော့ထိန်းချုပ်ကြမလဲ။လူကက်ကစားကြမလဲဆိုတာအသိသာယူပါပဲ။ဆိုတော့ Origas ကိုဘောလုံးမရောက်ရင်နှစ်ဆင့်သုံးဆင့်ဝင်ဖြတ်ပြီးတော့ဘောလုံးမပြည့်ရင်တော့ တိုင်ပင်ပြတ်တော့ဝေလုံးကြတော့မကြခဏတွေ့ရမှာပါ။ဒါကြောင့်လဲနောက်ပိုင်းဒီမှာသူကြော်ဖြတ်တည်ယူတော့အောင်မြင်မှုတွေကကျနေတာပါ။ဒီထက်ပိုပြီးတော့လုံနိုင်တဲ့နေလို့ပြောရင်လည်းပြောလို့ရပေမဲ့လူတိုင်းမှာအကန့်အသတ်ဆိုတာတော့ရှိတာပါပဲ။ဒီကစားသမားစီကနေညှိယူနေရတာထက်ဆိုင်အသင်းရဲ့တိုက်စစ်ကိုပုံဖော်ရင်းနေရာမှာအိုဒီကအတွက်ပိုပြီးတော့တက်တောင်းတက်တာရှိအောင်ဘလူကစားသမားမျိုးကိုထပ်ပေါင်းပေးရမလဲ။ဘလူစနစ်မျိုးနဲ့သူ့ကိုကာဝယ်ပေးမလဲဆိုတာကပိုပြီးတော့အရေးပါပါရင်။သူက26ပဲရှိသေးပြီးတော့သူ့ကိုခွင့်ရမပေးခဲ့တဲ့ရီရဲကို အာဆင်နယ်နဲ့တူလက်စားချီထားတာပူပူနေနေပဲရှိပါသေးတယ်28 29လောက်ထိသူ့မှာဘာရီကြံသေးလဲဆိုတာကတော့ဆက်ပြီးတော့စောင့်ကြည့်ကြရအောင်ပါ